။ယတစာပေများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ဆံမတ်တမ်းမြင့်အောင်ရဲ့အဖို့ဆိုရာလေးကိုဖတ်ပြခြင်းပါတယ်။ဒီစာကိုဖက်ရှုခွင့်ပြုပါလို့လည်းဆံမကြီးတမ်းမြင့်အောင်ကိုဒီစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်။အလိုလိုနဲ့ရှင်နဲ့ပေါင်းသင်းလာခဲ့ကြတာဆယ်စုနှစ်နှစ်ကြိမ်တိုင်လို့ပြီနော် မမိပါသေးတယ်အခုလိုဇူလိုင်လရဲ့မိုးရီတန်းနေတဲ့နေ့တနေ့မှာရှင်ကျမအိမ်ကိုပထမဦးဆုံးရောက်လာခဲ့တာကိုပေါ့မြမပြည်ရဲ့အစွန်ပြားကမြို့လေးတစ်မြို့မှာသွားပြီးတာဝန်ထမ်းဆောင်နေတဲ့ကျမမောင်လေးနဲ့အတူရှင်ပါလာခဲ့တာလေအဲ့ဒီတော့ကတော့ရှင်ကိုကျမတိတ်ပြီးစိတ်ဝင်တစားမရှိခဲ့တာမှန်ခင်မွန်းတဲ့ဆုံးပြီးကစားမုံစုံမှာပူပူနွေ့နွေ့ပွားမှာသူ့ကိုလွမ်းတာဆွေးတာ တန်းတာတာကလွယ်ပြီးဘာကူမှကျမဂယုမထားနိုင်တဲ့ကာလပေါ့ဒါပေမဲ့ကျမဘလောက်ကြာကြာစိတ်လေးနေနိုင်မလဲနော်နောက်ပြန်လှဲ့မကြည့်စရန်ဒါဝရခွဲသွားတဲ့သူတယောက်တွေကျွန်မအချိန်ပြည့်နိုင်ပြည့်စိုက်ကံမလက်ကာလာပဲလောက်ကြကြပူဆွေးနေနိုင်ပါရောမလဲစာဝင့်နေရေးဆိုတဲ့အက္ခရာသုံးလုံးကကျွန်မကိုလာလာချောက်လှန့်နေကြပြီလေအဲ့ဒီကိုကျွန်မအာယုံညာဦးလက်မိတဲ့အချိန်မှာရှင့်ကိုကျွန်မမျက်စိချမိတော့တာပေါ့ တိတ်ပြီးစင်းရဲကြက်တဲလာတဲ့မုံစုမတယောက်ရဲ့ရွေးချယ်မှုမှာမားတယ်လို့ရှင်ထင်သလားတရားသဖြင့်ရွေးချယ်ခြင်းမဟုတ်ဘူးလို့ရောရှင်ပြောနိုင်သလားရှင်နဲ့ကျမတွေ့ကြမှာတော့ခက်ရှင်းရှင်းခက်စိမ့်စိမ့်ပေါ့တူအလိုက်တူတူကြိုက်တူမတိတတ်သေးတဲ့ဟာကိုကြာတော့လဲတဖြည်းဖြည်းနဲ့အကျွမ်းတဝင်နဲ့ရင်းနှီးမှုအတိုင်းအတာပုံမှုခိုင်မာလာခဲ့ကြတာနောက်ဆုံးတော့အမြဲတမ်းတဝူးတွဲတွဲမခွဲနိုင်မခွာရက်ပါပဲ။ သူတို့ပေဆုံးပြီးကစားတမိကြီးကချမ်းနဲ့တမိငယ်က၄နှစ်ရွယ်ရှောင်းလဲလဲခြေမဲ့နေမဲ့ဘွားမှာရှင်နဲ့ကျမတွေ့ခဲ့ကြတာမေ့စရာမှဖုတ်တာပဲဒါတောင်ရှင်နဲ့မရင်နီးသေးတဲ့ကာလမှာတမိကြီးကြောင့်အဖို့ကျမရဲ့တက်ထရွန်ရောင်စုံထမင်းလေးတွေအထက်လိုက်ဈေးပေါ်ပေါ်နဲ့ခေါင်းဆိုင်ပို့ခဲ့ရတာတမိငယ်လေးကျမရေးကြအောင်နားထဲကနက်ကသေးသေးလေးရောင်းပြီးစေယုံပြေးခဲ့ရတာရှင်မတိလိုက်ဘူးမဟုတ်လား တကယ်တော့ရှင်နဲ့ကျမတွေ့မှ ကျမတို့သားမိတွေလူရန်စီခဲ့ရတာပါရှင်နဲ့ကျမဘွားခီးပေါ်ဖြစ်ခဲ့ရခြင်းကကျမသမီးလေးနှစ်ယောက်ကို လူလားမြောက်စေခဲ့တာမဟုတ်လားရှင်ကြောင့်ကျမနေဘူးမိုးရွာမရှာဈေးပန်းကောင်းရရတော့မယ်ဘွားကလည်းလွတ်ပြောက်ပြီးအရေးအဝါသားအောင်မှတည်တည်တန့်တန့်နေနိုင်ခဲ့တာမဟုတ်လားအဲ့ဒီရှင်ရဲ့ကျေးဇူးတရားတွေကို ကျမတသက်မေ့ရပါမလားရှင်ကုံဆောင်လိုမြောက်ခဲ့ကြတဲ့အချိန်ကာလတွေတုန်းကရှင်ရောကျမပါ ကျမ်းမှာတန်ဆွမ်းကြပြီးတက်ညီလန်းညီရှိခဲ့တာနည်းနည်းလေးမှပင်မနဲ့ရဲ့ရောင်မပြပဲပျော်ရွှင် တက်ကြွနေခဲ့ကြတာရှင်နဲ့ကျမအကျိုးတူစီးပွားဖြစ်လာခဲ့တဲ့ငွေစာကြေးစာလေးတွေနဲ့သမီးတို့ကိုကြောင်းပို့ခဲ့တာ ပြင်ခဲ့ဆင်ခဲ့ကြွေးခဲ့မွေးခဲ့ကြတာလေးတွေကိုကျမအမြင်အမှတ်ရနေမှာပါကိုကြောင်ကတော့အရင်ကပင်မန်းခဲ့တဲ့ဒဏ်ချက်တွေနဲ့ရှင်ကလည်းမချမ်းမကျမကလည်းချူချာ နာရာရှင်နှစ်ဦးရဲ့ကဘာမှာဝမ်းနဲ့ကြေခွဲစရာတွေပေါ်လာပါကုန်ရှင်နဲ့ကျမတကုတ်ကုန်းနဲ့နှုတ်ရှားယုံကံပြီးမှ လူလားမြောက်ခဲ့ကြတဲ့သမီးတွေက လူတလုံးသူတလုံးဖြစ်လာပြီးရှာနိုင်ဖွေနိုင်ကြတော့ရှင်ကိုမကြည့်ဘူးကြားရဘူးရဲ့ရှင်ရဲ့သမီးကြီးကပြောတယ်ရှင်နဲ့ကျမကိုတပူးတွဲတွဲမမြင်ပြရစေနဲ့တော့တဲ့သမီးငယ်ကမိမိတောင်းဝင်ကိုသမီးယူနိုင်ပါတယ်ဒါကြီးကိုတော့တန်ရောစင်ဖြတ်လိုက်ပါတော့တယ်လေ ပြောရလိုက်ကြတာပြီးပါတယ်ရှင်ကတော့နေရတကကျမသဘောကြည့်ပါပဲကျမစိတ်ချမ်းသာဖို့အဓိကကျမပြုသည်များနှုမဲ့သူဆိုတာသိပြီးသားရှင်ဘယ်တော့မှ နောင်လဲဘယ်တော့မှ ကျမရဲ့အလိုဆန္ဒကိုစန့်ခြင်းညင်းဆိုမှမဟုတ်ဘူးဆိုတာ ကျမတသက်လုံးလက်ခံထားတဲ့အမှန်တရားပဲဒါပေမဲ့တန်ရောစင်ဆိုတာလွယ်လွယ်နဲ့ဖြတ်မှန်ယူလာရှိရင်ပြီးတော့ရှင်ဟာကျမရဲ့ကျေးဇူးရှင်မှာနှစ်ပေါင်းများစွာလက်တွဲလာတဲ့ ကျမရဲ့နှလုံးသားကို ရှင်နားလည်ပြီးသားနေမှာပါ။ယေရှုတရားဆိုတာမတင်တဲ့အသာနေရမယ်။မဆက်နိုင်တာရှိရမယ်။ကဲသွားဖို့ဆိုတာကတော့ဘယ်တော့မှကျမရဲ့အတိတရားကလက်ခံမှာမဟုတ်ဘူး။ရှင့်ကိုကျမဘဝအတွက်တုံးချခံတတ်တဲ့ကြီးဘယ်တော့မှမဖြစ်စေရဘူး။အဲ့ဒီနေရာမှာသမီးတို့နဲ့ကျမရဲ့သဘောထားကကွဲလွဲစွာပြုတ်လာတာပဲ။သူတို့ကကျမကိုလွန်ချစ်ကြတယ်၊ကြောက်လဲကြောက်ကြတယ်။ ဒါမဲ့ရှင်ကိစ္စနဲ့ပတ်သက်လာရင်ခုလုံပြင်နေကြတယ်၊ကန့်ကွက်ခြင်းကြတယ်၊အကျန်းဖက်ခြင်းတွေ။ဒါမဲ့သူတို့စံတော်မပြည့်နိုင်ဘူး။ဘယ်တော့မှလည်းပြည့်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့တသက်လုံးကျမရဲ့အေးအာဝါဒအာမကြီးပင်းခဲ့တဲ့မျိုးဆက်တွေပဲ။ကျမရဲ့ယက်တီမှုကိုပြုပြင်ခြင်းရင်သူတို့တောင်းမယ်လို့ပဲရမယ်။မေတ္တာရက်ခံလို့ပဲရမယ်။အတနာခံလို့ပဲရမယ်။သူတို့ကျမကိုဘက်တော့မှအကျန်းဖက်လို့မရစေရဘူး။အဲ့ဒီလိမ့်ခဲတဲ့လဲဝေဒနာတွေရင်မာပိုက်ပြီးတိတ်မကြတဲ့ကာလမှာကျမအိပ်ရတဲ့လဲပါဘူးတော့။ သမီးနှစ်ယောက်ကကျမကိုဘယ်တယောက်ညာတယောက်မြက်ပြီးအခါမလက်ပြုစုကြတာကြားလေတော့မတိုးထောင်အောင်ပါပဲဒီကြတဲ့ကျမဝေဒနာကမသက်သာလို့နောက်ဆုံးရှားဝင်းရောင်စေးရုံတက်ပါဆိုတာနဲ့အတွေ့လူနာဘဝရောက်ပြန်ရောကျမလေးစေးရုံဘောကနေရှင့်တတိယနေတယ်ပြီးတော့ရှင့်ကျမကြီးလက်တွဲပေါ်ကျမတောင်ဝေဒနာတွေဒီလောက်ဖောက်ပြန်နေတာရှင်ဆိုရင်ပိုးများစိုးလိမလားပိုးစိုးလည်းရှင့်ကိုသူတို့ပြစ်ထားကြမှာပါနောက်တစ်ခုကျမတွေးပူတာကရှင့်အိမ်မှာ ှိမှရှိသေးရလားကျမတို့ကိုရှင်အကြောင်းမင်းမကြည့်ချင်ဘူးမင်းရင်လည်းသူတို့အမှန်ကိုပြောကြမှာမှဟုတ်တာပြီးတော့ကျမမြင်မြန်နေကောင်းအိမ်ကိုမြင်မြန်ပြန်ရောက်ဒီတော့မှရှင်နဲ့ကျမမြင်မြန်ပြန်တွေ့ရမှာပေါ့ရှင်ရှင်ရောကျမကိုမျှော်မနေဘူးလားကျမဒီနေ့ဆင်းရမှာဆင်းရတော့မယ်တဲ့ဝမ်းသာလိုက်တာရှင်မနေ့ကျူဒီနဲ့ဇာဝင်ကြီးတွေကကျမကိုဆင်းွေပေးလိုက်ပြီ တမိတွေစင်းရုံပေါ်မှာရှိတဲ့ပြည်စည်းပစ္စယာတွေတိမ့်ပြီးအင်္ဂါကနဲ့ကျမကိုအိမ်ပြန်ခေါ်လာကြတယ်။အပြန်လမ်းတစ်လျှောက်ကကားပေါ်မှာအိမ်ကိုသူတို့ဘလို့မိုးမှန်ထားကြ။ကျမအတွက်တီးတန်းအိမ်ခန်းလေးရဲ့နံရံကိုကျမနှစ်သက်တဲ့ဘဲရောင်တုတ်ထားကြ။မွေခင်းနဲ့ခေါင်းအုပ်စုတွေကိုကျမတဖက်ဝါပြော့ခဲ့ဘူးတဲ့။ကျမစိတ်ကူးရင်ခဲ့ဘူးတဲ့ဘဲအစင်းဘဲရောင်တွေရှာဖွေပြီးအစ်စ်ပြင်ဆင်ခင်းကျင်းထားကြ။ခန်းစည်းပိတ်စာတွေကဘလို့လှကြောင်တယောက်တစ်လက်ရေပက်မွေအောင်ပြောနေကြတယ်။ သူတို့ကကျမကိုကြောင်းနေကြစနာနီကလေးတယောက်ကိုချော့တယ်လို့နီးတန်းပြုတ်နေရကျမသိသိတာပေါ့သူတို့ပြောတဲ့စကားတွေကျမတလုံးမမှတ်မှတ်သားသားနားရဲကိုမဝင်ဘူးကျမဘာကိုတွေးတော့ဘူးပန်နေမယ်ဆိုရင်ရှင်သိတယ်မဟုတ်လားကျမထင်တဲ့အတိုင်းပဲအိမ်မော်ကိုလှန့်တက်လိုက်တယ်ဆိုရင်မကျမကြီးကရှင်ရှိနေကြနေရာလေးစီရောက်သွားတယ်ကွက်လက်ဖြစ်နေတဲ့ကျမ်းမြင်ပြောင်ကျော်ကကျမရင်ကိုဟာကနေဖြစ်သွားစေတာကျမအေကန်းကလည်းမပြုံးကနေရက်ပြစ်လိုက်တယ် ကျမသမီးတွေပေါ်တီးခံနိုင်တဲ့စွမ်းအားအကုန်ဆုံးသွားပြီထင်ပါရဲ့ကျမရက်လိုက်တဲ့အချိန်နဲ့ဘေးတစ်ဖက်တစ်ချက်ကကျမကိုတွေ့ထားတဲ့သူတို့တွေပါတက်ငင်းနေဖြစ်ကုန်ကြတယ်ကျမကိုငေးကြည့်ကြတဲ့သူတို့မျက်လုံးတွေကလည်းချင်းချင်းစကားတွေပြောနေတယ်အဲ့ဒီအချိန်မှာကျမမျက်လုံးကလည်းလူပေါ်မှာတယောက်နဲ့ဆန့်ကျင်စွာပဲအိတ်ဆက်တောက်ပြန်ပြီးအယောင်တက်လက်လက်ထွက်နေမလားမသိဘူးသူတို့ငယ်ငယ်တုန်းကကျမမျက်လုံးတွေအတ္တီအယောင်ထွက်လာရင်သူတို့တွေအလိုလိုတုံရင်းလာပြီးကြောက်ကြောက်လန့်လန့်နဲ့စက်သိမ်းမွေးရင်းထောက်ခဲ့ကြဘူးဒါသူတို့တတိယမှာပေါ့ ညီ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 တို့ကျမဒေါသနဲ့တစုံတရာပြောမယ်လို့မသမီးကြီးကကျမလက်မကိုမရေတရေဆုပ်ကမ်းပြီးမိမိရဲ့သမီးတို့ကိုရိုက်ချင်လဲရိုက်ပါမိမိဆက်ကြီးကိုညံ့ပြလိုက်တော့မဟုတ်ပါဘူးမိမိတန်ရောစဉ်ကြီးမန်တီတို့မိမိခံနေရွှေ့ပြီးတင်းထားလိုက်တာပါအိရှိမထားရင်အထည်လန်းအပ်နေကြလို့ပါမိမိဆက်မချုပ်တော့ဘူးအထည်လုံးဝလက်မခံတော့ဘူးမိမိကျမ်းမာရေးကြောင့်ချုပ်လို့လည်းမရတော့ဘူးလို့တမီးတို့ရက်ွက်ထဲမှာကြီးညာထားလိုက်ပြီး ကျမတွေးမိနေတော့မှပဲသမီးငယ်ကကျမရဲ့ညာလက်ကလေးကိုဆွဲပြီးကြီးစမ်းမအောင်မမီရဲ့သမီးတို့ငယ်ငယ်ကလေးကမင်းမရကက်ကြီးတစ်လက်ဆက်တစ်လုံးနဲ့ညှက်လိုက်ရချုပ်လိုက်ရတဲ့အင်ကြီးတွေကက်ကြီးစားပြီးလက်စည်ကလေးတောင်ညှိုးမဲဆွဲလို့အတ္တမတက်နေပြီသမီးတို့ကိုသနိုင်နားပါနော်သမီးတို့ကုသိုလ်ရစေခြင်းနဲ့မဟုတ်လားယင်ကဲကျမတို့တွေတွေကိုဘာမှပြန်ပြောဖို့အားမရှိတော့ဘူးအခဲနဲ့ကဂရင်စီကိုအာယူ ှေးလန့်ပြီးလွန်းလျွန်းခွေစွာလဲလျောင်းလိုက်တယ်။ဟုတ်တယ်ကျမနားရတော့မယ်။ရှေ့ကိုလည်းကျမနားပြေနေပါပြီ။ရှင်လဲကျမတို့ကိုပင်မကြီးစွာရှာခွေတွေ့ခဲ့ပြီးပြီပဲ။ဒါကြောင့်ရှင်လဲချူချနေပြီမဟုတ်လား။ရှင်နားဖို့အချိန်တန်ပြီ။နားလိုက်တော့နော်။ပြီးတော့ကျမမျက်စိအောင်ပါပေါ့။တန်းနေအောင် နောက်ထပ်လည်းဝိထုကောင်းလေးတွေကိုပြင်ဆက်ခြင်းမှာတင်ရရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတောက်ပါ